မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ SS Food Center စားသောက်ဆိုင်ရဲ့အနောက်ဘက်မှာ February 9ရက်နေ့မနက်9:00နာရီကျော်အချိန်ကလက်နက်ကြီးကြီးတလုံးကြားရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာစစ်ကောင်စီကလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီး ဘုံမူကြီးကျော်သူရနဲ့၎င်းရဲ့ဇနီးတို့ဟာမနက်စာစားနေတဲ့အချိန်ထွက်ပြေးခဲ့ရတယ်လို့ပြည်တော်သားရက်ကွက်မှာနေထိုင်တဲ့သူတွေကပြန်လည်ပြပြထားပါတယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်9:00နာရီကျော်လောက်ကအဆက်စားတောက်ဆိုင်ရဲ့အနောက်ဘက်မှာဆိုင်နဲ့ကက်ရက်မှာလက်နက်ကြီးတလုံးကျရောက်ပောက်ပွဲခဲ့ပါတယ်ဘသူပြစ်လိုက်တယ်ဆိုတာကိုတော့မသိရပေမဲ့ဆိုင်ရဲ့အနောက်ဘက်ချမ်းကနေလာတာလို့တော့သိရတယ်အဲ့ဒီဆိုင်မှာနယ်လုံးဝင်ကြီးနဲ့ဇနီးတို့ကလည်းမနက်စာစားနေကြတယ်အဲ့ဒီအချိန်မှာလက်နက်ကြီးကျရောက်ပောက်ပွဲတာပါနယ်လုံးဝင်ကြီးခင်ဗျသူဇနီးရဲ့လက်ဖျားကိုဆွဲပြီးတော့အတင်းကိုထွက်ပြေးသွားပါတယ်လို့ပြည်တော်သားရက်ကွက်ဒေသခံတအုပ်ကပြန်လည်ပြပြထားပါတယ် ယ်အဲ့ဒီလက်နက်ကြီးဟာအရခတ်တက်တော် AA ကပြစ်ခတ်တယ်လို့သတင်းများထွက်ပေါ်နေတော့လဲလက်နက်ကြီးဟာစစ်ကောင်စီရဲ့ရေတပ်ကနေပြီးတော့ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးဖြစ်နိုင်တယ်လို့မျိုးကန်တူကတုံးသက်ပြောဆိုထားပါတယ်လက်နက်ကြီးက AA ကပြစ်ခတ်တာလို့တော့ပြောနေကြတယ်မဟုတ်လောက်ဘူးထင်တာပဲစစ်တွေဟိုတယ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့ရေတပ်စခန်းကနေပြီးတော့ပြစ်လိုက်တာဖြစ်နိုင်ပါတယ်လက်နက်ကြီးကစားတော့ဆိုင်ရဲ့အနောက်ဘက်ခြမ်းကနေလာတာဆိုတော့လက်နက်ကြီးကပြစ်ခတ်မှုမအောင်မြင်တာလည်းဖြစ်နိုင်ပါတယ် ပေါက်တော့ဒေတာကိုပြစ်ခတ်တာဖြစ်နိုင်တယ်။အရင်ကလည်းရေတက်ကပေါက်တော့ဒေတာဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေကြဆိုတော့လေလို့ပြောဆိုထားပါတယ်။ SS Food Center စားတောက်ဆိုင်ဟာ စစ်တွေမျိုးရွှေကင်းသာလန်းကန်းသာလန်းမှာတရှိပြီးတော့စားတော့ဆိုင်ဟာကလတ်တန်မြေကမ်းဘက်ကိုမျက်နှာမူထားကမြေကမ်းရဲ့တစ်ဖက်မှာပေါက်တော့မြို့နယ်ဖြစ်တယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်း SS2 Center စားတော့ဆိုင်ဟာစစ်ကောင်စီရဲ့ရေးတဲ့စခန်းနဲ့လည်းမဝေးတဲ့နေရာမှာတရှိတယ်လို့သိရပါတယ်။လက်နက်ကြီးဟာစားတော့ဆိုင်ရဲ့အနောက်ဘက်ရေအိုင်ထဲမှာကြောက်ရောက်သွားတဲ့အတွက်လူအထိကိုက်တော့မရှိကြောင်းကိုနောက်ထပ်မျက်မြင်ပြည်တော်သားရက်ွက်ဒေသခံတို့ကပြန်လည်ပြောပြထားပါတယ်။လက်နက်ကြီးကရေထဲကိုထိုးကြသွားတာလက်နက်ကြီးလာကလေးကအဆက်စားတော့ဆိုင်ဟာတုံခါနေတာပဲရေထဲကိုကြာသွားတဲ့အချိန်မ သားလဲပောက်ကွဲတန်တဲ့အတူမိကုံးငွေတွေထွက်လာတယ်လူတွေကတော့အထိကမရှိပါဘူးဒါပေမဲ့အဆက်စားတော့ဆိုင်ရဲ့မှန်နေတော့နည်းနည်းအကွဲသွားတာရှိတယ်ပောက်ကွဲတန်ကြောင့်လားလက်နက်ကြီးစားမှန်တာကြောင့်လားတော့မသိဘူးလို့ပြောပြထားပါတယ် အရခတက်တော်အေအေဟာဖေဝါရီလ9ရက်နေ့ညကစပြီးတော့စစ်တွေမျိုးအနည်းမှရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့ထိုးစစ်ကိုစတင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တပ်စခန်းများကလည်းအရခတက်တော်အေအေရဲ့ထိုးစစ်များကိုလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခြင်းနဲ့လေကြောင်းကတွေတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အရခတက်တော်အေအေကလည်းစစ်တွေမျိုးမှရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများနဲ့အပြန်အလှန်စနိုက်ပါပစ်ခတ်မှုများနေတိုင်းကိုရှိနေတယ်လို့ ဇန်နဝါရီလ28ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ဖေဖော်ဝါရီလ12ရက်နေ့မှာကြာရောက်မယ်ပြည်ထောင်စုအခမ်းအနားအတွက်စစ်တွေမျိုးအတွင်းမှာစစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့သိရပါတယ်စစ်တွေမျိုးမှာကျင်းပမယ်စစ်ကောင်စီရဲ့ပြည်ထောင်စုနေအခမ်းအနားကိုဖိုးသားရွာရက်ကွက်မှာရှိတဲ့ဒညဝရီအားကစားကွင်းမှာပြုလုပ်ရန်ပြင်ဆင်ထားတယ်လို့မျိုးကံများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းလက်ပတန်းမြို့နယ်မှာစစ်မှုထမ်းခြင်းအတင်းအဓမ္မကောက်ခံနေတဲ့အုပ်ချုပ်ရေးမှုလင်းမယားကိုပြစ်ခတ်တိုက်ခိုက်ရာနောက်ဦးစားလုံးပွဲချင်းပြီးတိတ်ဆုံးပြီးလက်ပြဘုံတလုံးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့ညနေ4:45မိနစ်ခန့်မှာလက်ပတန်းမြို့နယ်ရွှေဘော်စုခြေရွာအုပ်ချုပ်ရေးမှုတင်းဝင်းနဲ့မယားဖြစ်သူစန်းစန်းတို့ကို၎င်းတို့ရဲ့နေအိမ်အတွင်းမှာတော်လိုင်းတပွဲများကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှုလင်းမယားဟာပြည်သူများကိုစစ်မှုထမ်းခြင်းဆိုပြီးတော့အတင်းအ များထမငွေကြေးများတောင်းခံခြင်းမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးရန်ပြုလုပ်ခြင်းများကိုလှုံ့ဆော်နေသူဖြစ်ကြောင်းဒေသခံပြည်သူများကသတင်းပေးတိုင်ကြားထားတယ်လို့သိရပါဗျ။အခုလိုမျိုးတိုင်ကြားလာတဲ့ပြည်သူများကိုအုပ်ချုပ်ရေးမှူးလင်မယားကဖော်ထုတ်ရန်စူးစမ်းလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များက၎င်းတို့ရဲ့နေအိမ်ကိုတွားရောက်တဲ့အချိန်မှာလက်ပစ်ဘုံနဲ့ခုခံပစ်ခတ်ရန်ပြုလုပ်ခြင်းကြောင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာလင်မယားနှောင်းစလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတာယာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တိုက်ခိုက်ရေးတပ်ခွဲရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့အတူ တပ်ရင်း363နှစ်တပ်ခွဲနှစ်ကရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကိုရဲစခန်းကိုရာထူးတိုးနဲ့ပြောင်းရွှေ့လာတဲ့ရဲအုပ်မြင့်လွင်ကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ10ရက်နေ့မှာစကိုင်းမြို့နယ်အတွင်းမှာရှိတဲ့မင်းကိုရဲစခန်းကိုရာထူးတိုးနဲ့ပြောင်းရွှေ့လာတဲ့ရဲအုပ်မြင့်လွင်ဟာမင်းကိုဒေသမှာရှိတဲ့မိသားစုထံကိုခိတပြန်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးတဲ့အချိန်မှာ ခုခံထွက်ပြေးရန်စ조사ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်ဖမ်းဆီးရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့မြင့်လွင်ရဲ့ဆိုင်ကယ်ကိုတော်လိုင်းရဲဘော်များကတင်ရှိခဲ့တယ်လို့သိရပါတယ်။မင်းကွန်းဒေတာမှာကျွန်တော်တို့တွေရှင်းလင်းခဲ့တာပါ။နည်းမြေအခြေအနေအရမို့လို့သူအသုံးပြုနေတဲ့ဆိုင်ကယ်လောက်ပဲတင်ရှိနိုင်ခဲ့ပါတယ်။မင်းကွန်းရဲစခန်းကရဲတွေအနေနဲ့အမြန်ဆုံးချိတ်ဆက်ပြီးတော့အလင်းဝင်ကြရင်အသက်ချမ်းသာရာရမယ်ဆိုတဲ့အကြောင်းကိုအတိအပြည့်ပြောကြားခြင်းပါတယ်လို့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Road to Mandalay အဖွဲ့သားများနဲ့ Rifle Corps စစ်တောင်းဖော် ကုန်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၅ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာ9ရက်နေ့ည9နာရီခွဲကမှဇီးကုံမြို့နယ်အရှိမရှိတဲ့ဘော်ပင်ဘျူဟာလမ်းအနီးမှာကင်းမုံဝင်နေတဲ့ ်စစ်တပ်ကစခန်းချပြီးတော့ဘော်ပင်ရွာကိုစစ်ကြောင်းထိုးနေတဲ့အင်အား20ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပြန်အလှန်ထိတွေ့တိုက်ပွဲမှာတော်လိုင်းရဲတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်တိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအချက်မဲ့စစ်တပ်ကငါးဦးတေဆုံးခဲ့ပြီးတော့ရွှေကလုံးစစ်ကြောင်းကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ထိတွေ့တိုက်ပွဲမှာမြေပြင်သတင်းတွေအရတော့စစ်ခွေး9កောင်တည်တယ်လို့တော့သတင်းရပါတယ်ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်ကျွန်တော်တို့ရဲဘော်တွေပြစ်တဲ့လက်နက်ကြီးကစစ်ခွေးတွေရှိတဲ့နေရာတဲတဲကိုကြားတယ်လို့သိရတယ်လို့ပဲခိုးရုံမှအခြေပြုရွှေကလုံးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်အဲ့ဒီစစ်စင်ရေးဟာဖေဖော်ဝါရီလ9ရက်နေ့မှာကြာရောက်တဲ့64နှစ်မြောက်ကချင်တော်လိုင်းရေးနေ့အထိမ်းအမှတ်ဖြစ်တဲ့ဂုံပြုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပဲခိုးရုံမှတော်လိုင်းရေးတပ်ဦးဗဟိုဦးစီးအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရကဖူးကနောင်စစ်စင်ရေးအဖြစ်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပဲ ိုးရုံမှအခြေပြုရွှေကလုံးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကဏီမြို့နယ်နတ်လဘုမြောက်ရွာကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေးထီးနဲ့ဘုံကျဲတက်ခတ်ရာပြည်သူတအုပ်တွေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ17ရက်နေ့မနက် အစောပိုင်းစက်နန္နာရီခွဲအချိန်ကမှကဏီမြို့နယ်နတ်လဘုမြောက်ရွာကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေးထီးနဲ့ဘုံကျဲတက်ခတ်ခဲ့ရာ ကျေးပါနေပြည်သူအသက်49နှစ်အရွယ်ဦးအေးလင်းပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်အသက်58နှစ်အရွယ်ဒေါ်မုံလည်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။နာမခါကနေပြီးတော့ကျွန်တော်တို့ရွာကိုဖေဖော်ဝါရီလ17ရက်နေ့မနက်အစောပိုင်း7:00နာရီခွဲအချိန်လောက်မှာအင်ဂျင်တက်လေထီးနဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တာအိမ်မော်ကိုတဲ့တဲ့ကြပြီးတော့တဦးသေးတယ်တဦးကတော့ဒဏ်ရာရတယ်ရွာသားတွေကတော့အကုန်လုံးကြောက်လန့်နေကြပါတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဖေဖော်ဝါရီလအတွင်းမှာမုံရွာနာမခါကနေပြီးတော့စက်တက်လေထီးများနဲ့ကဏီမြို့နယ်စူးလ ရကုန်းရွာနဲ့နယ်လဘိုရွာကိုကနအူးစတင်ပြန်တမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒတောင်တာမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုလည်းအကြမ်းဖက်ဆက်တက်ကစက်တပ်၄ထီးများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်တကားမြို့နယ်ကွင်းချောင်းဝဗျူဟာစခန်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဝါရီလ9ရက်နေ့မှာကြောက်တကားမြို့နယ်ကွင်းချောင်းဝဗျူဟာစခန်းမှာတာဝန်ကျနေတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာ MA1 အမျိုးအစားတပ်နက်တလက်ကြီပေါက်၅ခု 5.56G အတောင်400တို့ကိုယူဆောင်လာခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်ဗကိုးခရိုင်အမှတ်နဲ့တိုက်ရင် P2 3702ထံမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။သူတို့ကရန်ကုန်မြို့ပေါ်မှာစုဆောင်းခံရတာတယောက်ကအတရားဓမ္မဖမ်းဆီးခံရပြီးတော့စုဆောင်းခံရတာနောက်တစ်ယောက်ကတော့အလုတ်ကန်ရှာဖွေပေးမယ်ဆိုပြီးတော့စုဆောင်းခံရတာလက်ရှိသူတို့ကိုကျွန်တော်တို့တိုက်ရင်အနေနဲ့ငွေကျပ်၁၀သိန်းကနဦးချင်းမြင့်ပေးထားပါတယ်။ကျွန်တော်ကတော့ပြည်သူရင်ဝင်ကနေပြီးတော့ဆက်ပြီးတော့ချင်းမြင့်ပေးတာမျိုးတွေရှိပါလိမ့်မယ်လို့ဗကိုးခရိုင်အမှတ်နဲ့တိုက်ရင် P23702 ကတာဝန်ရှိသူတို့က ပြောပြထားပါတယ်အကြံဖတ်စစ်ကောင်စီတပ်မှတာဝန်ထမ်းဆောင်နေကြသူများအနေနဲ့တော်လိုင်းတပ်ဖွဲ့များထံမှချိတ်ဆက်ပြီးတော့လင်းဝင်ရောက်ကြရန်ဘကိုးခရိုင်အမှတ်နဲ့တိုက်ရင် P23702 ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီး ကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ